ွဲလို့ကျားစုစစ်တောင်တပ်ဖွဲ့ဝင်တွေဆွဲဆောင်ရေးဆိုတာဘလို့လဲဆိုတာမင်းတို့လည်းမြည်းစမ်းပြီးသားဖြစ်မှာပါကော့ဂရိတ်ကငါတို့စုတ်ခွာဝပေးမယ်မင်းတို့အလောင်း300ကျော်တက်နေပြီးတော့မှငါတို့စုတ်ခွာခဲ့တာဆိုတာကိုမင်းတို့ထုတ်ဖို့ရဲရင်ထုတ်ဖို့ပြောလိုက်ပေါ့ကွာငင်းကျန်းစုလူလာတဲ့ရခိုင်တိုင်းသားတွေရှိတယ်အေးကျန်းကျန်းနေကျင်တဲ့ရခိုင်တိုင်းသားတချို့လည်းရှိတယ်တချို့အများကြီးတော့ပေါ့တချို့ရှိတယ်လူတို့ရင်းကိုဖြစ်သွားလိုက်တယ် မဲမင်္ဂလာပါအစပါမီရနေပြန်လဲကြိုကြိုလိုက်ပါတယ်ဒီသတင်းဗီဒီယိုလေးကတော့စာရတောက်ရလို့သင်ကန်းအရေခြုံထားတယ်ပေါက်ကူတော့เนาะကျွန်တော်တို့ UGP လေးရတည်နေเนาะကျွန်တော်တို့ရဲ့လူငယ်ကျွန်တော်တို့လေးစားရတဲ့ပိုးချိုးထွန်းမြက်နိုင်အေအေတဲ့သွေးခွဲနေတာဗျာဟဲ့အောင်ဘသူခွဲခွဲတို့မခွဲနေကြတာတခုကတော့ဒီအနေနဲ့လဲ PDF ကိုခွေးမောင်းလို့မောင်းထုတ်မဲ့အနေထားတခုဥသေးအနေနဲ့ကတော့ နေမိတယ်ပေါ့နော်တုံးတက်ချင်တယ်ပေါ့နော်ဒီအနေအထားလည်းပြန်လေရောမပြောနဲ့ဒီအနေအထားလည်းသူကငကိုကလည်းပြကျွန်တော်တို့ဒါငင်းကြိုင်းဘာညာယူတော့မအောင်ခင်ဗျာဆို PDF ကိုစောင့်ကန်ပါပဲဗမာ PDF ကိုစောင့်ကန်ပစ်လိုက်ပါဟုတ်ကဲ့ဒီအနေအထားလည်းဒုနည်းတူသွားပဲဖြည်းဖြည်းနဲ့စောင့်ကန်တော့မှာနော်ဟုတ်ဖြည်းဖြည်းနဲ့အဲ့တော့ကိုယ့်ဘက်ကဘာလေးလိုအပ်တယ်လဲဆိုလို့ရှိရင်ဒီချိန်မှာနော်ဒီချိန်မှာ AA ဆိုတာလည်းခင်ဗျာကြည့်တာဖြည်းဖြည်းနဲ့နော်ဖြည်းဖြည်းနဲ့ကအလုံးလုံးရင်းပျောက်သွားလိုက်မယ်ဖြည်းဖြည်းနဲ့အလုံးလုံးရင်းပျောက်သွားလိုက်မယ်ဖြည်းဖြည်းနဲ့ကို သူတို့အေးချင်းမဲ့ဖြစ်ဖြစ်ပြဗာပြင်းမဲ့ဖြစ်ဖြစ်ပြရသူအေးငင်းချမ်းမှုကိုလိုလားတဲ့အေးတွေလည်းရှိကြပဲငင်းချမ်းမှုကိုလိုလားတဲ့ရခိုင်တိုင်းရင်းသားတွေရှိတယ်အေးချမ်းချမ်းနေချင်တဲ့ရခိုင်တိုင်းရင်းသားတချို့လည်းရှိတယ်အချို့အများကြီးတော့မဟုတ်တချို့ရှိတယ်သူတို့ရင်းကိုဖြစ်သွားလိုက်ပြင်းပြနိုင်သည်သူကရခိုင်ပြည်နယ်ကြီးလွတ်မြောက်ရေးလို့ကသူကပြောနေတယ်သူတို့မိသားစုချမ်းသာရေးတာထွေးမြေ့နိုင်သည်လောက်ဆောင်နေပြီဖြစ်တယ် မြန်မာနိုင်ငံမြန်မာနိုင်ငံထဲမှာလည်းနေနေရမှုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံထဲမှာလည်းဟိုပါနော်ရခိုင်ပြည်နယ်ထဲမှာလည်းထွန်းမြင့်နိုင်ဒီရှိနေရမှုဒါကိုလည်းရခိုင်တိုင်းနာတွေဒီကောလုံးတိကြမှာပါပဲနော်အဲ့တော့အခုကတော့ခင်ဗျဒီလမှာတော့ကတာ၅လပိုင်းထဲမှာတော့ထူးခြားမှုကြီးတခုကတော့ဖြစ်မယ်လို့ဦးငင်းအနေနဲ့ဒါလည်းသုံးသပ်ချင်ပါတယ်ဗျအဲ့တော့တမတော်အနေနဲ့ခုမိုးတွင်းကာလမှာရောက်နေပြီအဲ့တော့အကြည့်ကဲပဲနမမိုးရနမခတိုင်းမှုကြီးတို့ဗျအခုအကုန်လုံးပါဗျနော်ဒီ နမခါမှာတော့အဆိုးဆုံးပြောရမှာပဲရိခါနဲ့ပတ်သက်လို့ရှိရင်ရိခါနဲ့ပတ်သက်ရင်ဒါဥစဉ်တို့ဒီမုံရွာကခဏီဘက်တို့ဟိုဘက်တွေကောလုံးကောလုံးအဲ့ဒါကတော့ဥစဉ်တို့ကတော့ပါချုပ်ကြီးတို့ဒူးချုပ်ကြီးတို့အတော့မကြလို့လားဒါမှမဟုတ်အောက်ကမန်းအတော့မကြလို့လားလို့ဥစဉ်တို့ကပြောမယ်အဲ့တော့ပါချုပ်ကြီးဒူးချုပ်ကြီးတို့မတင်ပြတာလားတင်ပြရတဲ့အောက်ကအစင်းစင်ဒါတွေတင်ပြစရာလည်းမလိုပါဘူးတိုက်မှုတွေကိုယ်တိုင်ဝင်ကြီးတွေကိုယ်တိုင်ဆုံးဖြတ်လူတို့တိုက်မှုရလို့ပေးထားတယ်ဝင်ကြီးရလို့ပေးထားတယ်ဆိုတာဒရိုင်းလုံးပေးထားတယ်ဗျာနော်ဒရိုင်းလုံးပေးထားတယ် အဲ့တော့ကိုယ့်ရဲ့ပတ္တသာပြည်သူပြည်သားတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ဂျိုင်းနဲ့အရာရာတွေကိုဖြည့်ဆည်းသူတို့မှတာဝန်ရှိတယ်။ပါချုပ်ဆိုတော့ဒီတကူတဲ့အလုံးလုံးနေရတာမဟုတ်ဘူး။ဘူးချုပ်ဆိုတော့လည်းဒီတကူတဲ့အလုံးလုံးနေရတာမဟုတ်နော်။ပထမသူပြောသွားတာကတော့အေးအချင်းချင်းကဘိုးချုပ်ထုံးမြတ်နိုင်ကိုလှုပ်ကြံလိုက်မယ်ပေါ့။ရုပ်ရှင်တွေကအတိုင်းနေပြောနေတယ်ပေါ့ကတော့။အဲ့လိုမျိုးလှုပ်ကြံဖို့ရရှိတာကမင်းတို့စာခါစာဆဲခွေးတွေအုပ်စုထဲမှာပဲအဲ့လိုရှိတာ။ အမှန်တရားကိုသိတဲ့ဘယဲသီးတွေရုံးထွက်လို့မရတဲ့ဘယဲသီးတွေအဲ့အရာတွေကမင်းတို့ဘာဘာစောက်ဖို့ကိုလောက်ကြံသွားလိမ့်မယ်မကြခင်စောင့်ကြည့်နောက်တစ်ခုကသူတို့ငတ်နေလို့អော်နေတာပေါ့เนาะဖြူစောတီးတွေပတာဆတွေဒီသတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့လေးစားချစ်ခင်ရတယ်ကျွန်တော်တို့ရဲ့ကိုဆွဲစကားစမအားလာအုပ်စုကိုလင်းနဲ့လည်းတိုက်မယ်ဂန်းနဲ့လည်းတိုက်မယ်โอเคသူအသက်ရှိနေသေးပြီးစော်နေမယ် ကျွန်တော်ကိုဇော်ရဲ့အခန့်ယူချက်လေးစစ်ကောင်စီရဲ့ lobby တွေကအလိန်ရောက်ထိုင်လို့နေတာအဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့တော်လန်ရေးမှာရောလူထုလူမျိုးရေးစူးစမ်းတဲ့နေရာမှာရောနိုင်ငံရေးပေါ့နော်လူထုလူမျိုးရေးစူးစမ်းရဆိုတာနိုင်ငံရေးပေါ့နိုင်ငံရေးမှာကောကျွန်တော်တို့ဒီအတိတရားကြည်ကြဲပြင်းပြဖြစ်ပေါ်စေဖို့အတွက် social media ကိုကောင်းကောင်းသုံးချပြီးတော့မှအတိတရားတိုးပွားရေးကိုကျွန်တော်တို့ဒီကျွန်တော်တို့ဒီလူထုလူမျိုးရေးကိုလုပ်နေတဲ့သူတွေကများများပြောတဲ့အခုကအချင်းချင်းပြောရင်းနဲ့ပဲအချင်းချင်းဟိုလျှောက်ပြောရင်းနဲ့ပဲ ဒစ်လဲနေတယ်အဲ့လိုမဖြစ်သေးဘူးဒစ်မလဲကြတော့နဲ့စစ်ကောင်စီကိုပဲညံ့များတိုက်ခိုက်အဲ့တော့ကျွန်တော်တို့ကတော့ရှင်းတယ်စစ်ကောင်စီကိုမင်းတို့မကောင်းတဲ့အကြောင်းလေဘောကနေလဲပြောပြီးမင်းတို့ကိုတိုက်ခိုက်မယ်ဒါအမှန်တရားပဲမင်းတို့လိန်ပြောနေတာလည်းမဟုတ်ဘူးချိုက်တာအဲ့တော့စစ်ကောင်စီကိုလည်းမင်းမင်းတို့မကောင်းမကောင်းတဲ့အကြောင်းမင်းတို့စောက်ချောင်းတွေကိုနောက်လူတွေမင်းတို့ဖျက်ဆီးလို့မရအောင်ငါတို့ခံစားခဲ့ရတာတွေကိုငါတို့များများပြောမယ်ပြီးရင်မြေပြင်မှာလည်း အဲ့ဒီပြောရင်းနဲ့အလူခံမယ်အလူခံလို့ရရှိလာတဲ့ပတ်စံနဲ့ကြီးစံတွေလက်နဲ့တွေဝဲမယ်ပြီးရင်မင်းတို့အမြေပြင်မှာထပ်ပြစ်မယ်ကွာတတိယလုံးရှင်းတယ်အဲ့ဒါငါရဲ့ကြီးရွယ်ချက်ပဲငါမသိမချင်းအဲ့ဒါကိုလုပ်နေအောင်ပါပဲငါ့အောင်နမယ်ကြအောင်မင်းတို့ချက်တလောက်လုပ်ခါဆောက်ကူမဆိုင်ဘူးငါပြောပြီးသွားပြီနမယ်ကြတဲ့အကြောင်းလည်းမရှိဘူးတစ်ဆက်ကြံတဲ့အချိန်ထိနောက်ဆုံးကြည်တော့ကြံတဲ့အချိန်ထိမင်းတို့လေလဲတိုက်မယ်လူနဲ့လည်းတိုက်မယ်နော်လူနဲ့တိုက်တာဘလို့လဲလေနဲ့တိုက်တာဘလို့လဲဆိုတာမင်းတို့လည်းကောင်းကောင်းသိပါရယ်ဟုတ်လားမင်းတို့လည်း ။အဲ့တော့စစ်ကောင်စီကပြင်ပြင်းနဲ့ကော့ကရိတ်မှာတိုက်ဘူးတဲ့ဆိုရင်ကိုဇွဲကြားပြူစစ်ကြောင်းကိုဇွဲတို့ကြားပြူစစ်ကြောင်းတပ်ဖွဲ့ဝင်တွေရဲ့ဆွမ်းဆောင်ရေးဆိုတာဘလို့လဲဆိုတာမင်းတို့လည်းမြည်းဆန်းပြီးသားဖြစ်မှာပါ။ကော့ကရိတ်ကငါတို့စုတ်ခွာသွားပေမဲ့မင်းတို့အလောင်းကမင်းတို့အလောင်း300ကျော်ကိုတက်နေပြီးတော့မှငါတို့စုတ်ခွာခဲ့တာဆိုတာကိုမင်းတို့ထုတ်ဖို့ရဲရင်ထုတ်ဖို့ပြောလိုက်ပါကွာ။အဲ့တော့ဗီဒီယိုကောခေါ်ပြီးတော့မိုင်းဆွဲပြတာလေမင်းတို့မှတ်မိသေးတာကော့ကရိတ်မှာနေတော့မြောက်တက်သွားတာလေ။ နဲတာမဟုတ်ဘူး yesterday အကြောင်းလေးမပြောချင်လို့သားမပြောတာအဲ့တော့ငါတို့ကောကရီးယားဆုတ်ခွာသွားတဲ့အချိန်မှာမင်းတို့အလောင်း200 300ကိုတက်နေပြီးမှဆုတ်ခွာခဲ့တာဆိုတာမင်းတို့အခုချိန်ထိရင်သာနေမယ်ဆိုတာငါကောင်းကောင်းကြီးသိပါတယ်ခွာတနားကြီးမင်းတို့ဆော့မကောင်းကြောင်းတွေကိုထိုင်ပြောရတာအရသာရှိလိုက်တာခွာ relax ဖြစ်လိုက်တာနားထောင်ရတယ်အရသာရှိလိုက်တာကိုယ်ကတနေ့ကုန်ပင်ပန်းနေသည်ကပြေလျော့သွားတယ်တိရတနေ့ကုန်ပင်ပန်းနေသည်ကဘသူ့ကိုရန်ရှာမလဲစဉ်းစားနေတာ င်းတို့ကရန်ရှာစရာငါရဲ့စိတ်ပန်းဖြစ်ရကောင်းကြီးပေါ့ကွာအခုငါစိတ်ပန်းလာဖြစ်တယ်အဲ့တော့ငါစိတ်ပန်းဖြစ်လာတာကုသိုလ်ရအမှန်တရားပြောတဲ့အတွက်ကြောင့်မို့အတီတရားတချို့ရှိွားရင်တို့ခွေးဘွားကလည်းလွတ်မြောက်သွားမယ်အဲ့တော့ငါကုသိုလ်ရမယ်အဲ့တော့ငါကုသိုလ်လေးကွာဝမ်းဟိုဝမ်းလေးဝမ်းလေးပါလေပါဝမ်းလေးဆိုတော့စိတ်အဟာရပြည်တာပေါ့ဒါကတော့ကျွန်တော်တို့ကိုယ်စွဲပြောသွားတာအရန်အရသာရှိတယ်နော်ကွန်ကရစ်ကနေဆုတ်ခွာပေးမယ်ကြားတဲ့အတိုင်းပဲโอเคကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လဲဆုံတွေ့ 家美。